လာပါယနေ့စတင်မာလ29ရက် BBN မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်ော်နောက်မြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်နောက်အလယ်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်တောင်ပိုင်းကမ်းလွန်အင်ဒရာပရာဒိရှ်မြောက်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ် Depression ဟာနောက်ဖက်သို့ရွေလျားခဲ့ပြီးဘင်္ဂလားပင်လယ်ော်နောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်တောင်ပိုင်းကမ်းခြေနီးသို့ရောက်ရှိကာမြန်မာနိုင်ငံစစ်တွေမျိုးနောက်ဖက်နောက်နောက်တောက်မဲ့ ရေမိုင်420မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမြို့နောက်တောင်ဘက်ရေမိုင်35မိုင်ခန့်ဂိုပါဘူးမြို့ရှေ့ဘက်ရေမိုင်35မိုင်ခန့်နဲ့ကာလင်ဂါပရဏမြို့အရှေ့မြောက်ဘက်ရေမိုင်100မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအသင့်တင့်ရှိပါမယ်ယနေ့မနေ့9နိုင်ခွဲချိန်တိုင်းထော်ခြင်းများအရဖိလစ်ပိုင်ပင်လယ်ပြင်နောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အကောင်သောအပူပိုင်းမုံတိုင်းဘူလွိုင်းဟာနောက်နောက်မြောက်ဖက်သို့ရွေလျားနိုင်ပြီးနောက်၁၂နာရီအတွင်းတောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ထိုမှတစ်ဆင့်အနောက်နောက်မြောက်ဖက်သို့ဆက်လျက်ရွေလျားကတိုင်ဖွန်းမုံတိုင်းအဖြစ်အကောင်လာနိုင်ပြီးနောက်၄၈နာရီအတွင်းဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဖြတ်ကျော်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။မိုးလေဝသသတင်းစီစဉ်ကိုမိုးလေဝသဌာန MOHDN နဲ့ဝင်းဒီဒေါ်ကွန်းတို့မှရယူဖော်ပြထားတာဖြစ်ပါတယ်။ ယနေ့စတင်မာလာ29ရက် VPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ကိုထွန်းပါ